ကျမတော်မူကြပါစားရှင်ခရစ်နှစ်2025မေလ၄ရက်နေ့အတွက်မူလီဝတာခမန်းချက်တွေကိုတင်ဆက်ပေးပါရောင်းမယ်ကျမတော်မြတ်တီကိုပါကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောတို့မှာတိမ်တိတိဖြစ်ထွန်နေပါတယ်ဒီနေ့ညနေဒီမူလီဝတာခမန်းချက်အနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စစ် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကရှင်ပြည်နယ်ရှမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာတော့နေရာကွက်ကြားမှုတစ်ချို့ကတော်နိုင်ပြီးရွာရွာနှုန်းမှာတော့80ဖြစ်နေပါတယ်မြမပင်လေပြည်မှာလိုင်းလင်းငယ်မှာလိုင်းတည်တည်ရှိနေပြီးလိုင်းမြမှာတော့9ပင်မှာ9ပင်ခန့်နေရှိနိုင်ပါတယ် မနက်ဖြန်အတွက်မိုးလေဝသခမန်းချက်အနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကရှင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှာနေရာဆက်ဆက်မိုးရွာနိုင်ခြေရှိနေပါရဲ့ရှင်။